မတ်လ21ရက်ဂျာဗရီနေ့မွန်တက်ဆက်လိုက်ခြင်းကိုရောက်ရှိလာခဲ့ဖြစ်ပါတယ်။ဒီကိမနဲ့ my blessed morning နောက်ထောင်ပြချပြီလားမပြောတတ်ဘူး။ဒီမနဲ့မှာတော့ကျွန်တော်ပါချောင်းစဉ်းစားခဲ့ကြစဉ်ကပောက်ချန်ခန်းကြီး59ကနေကျွန်တော်စဉ်းစားခဲ့ကြပါတယ်။နောက်ပြောင်းအောင်အသင်ပြန်နောက်ထောင်ကြည့်ပါအောင်လို့။ပေါ့စင်ရောတတ်ကိုဖျားခင်ကောင်းကြည့်ပြီးတဲ့အရာနဲ့ပတ်သက်ပြီးတော့ရကူကြီးရပြောတဲ့စကားဖြစ်ပါတယ်။ဟောဒီ နေ့လည်ဆက်နိုင်မှာထုတ်လွှင့်တာတော့အများကြီးတော့မဟုတ်ဘူးကျွန်တော်အားလုံးသိပြီးပါပြီမသိရသူလည်းပြောမစင်လာတာရဲ့တရက်17ရက်21ရက်မွန်းတက်ဆက်နိုင်တည်တည်ပါမိပါများတမတဲ့ရဆိုပြီးတော့တက်လာမှာ၃ချိန်ထုတ်လွှင့်နေရဖြစ်ပါတယ်ဒီထုတ်လွှင့်ခြင်းရွေးချက်ကတော့ပါလဲဆိုရင်ယုံကြည်သူတွေမိဘသားမိသီးချမ်းသာဖိုင်နဲ့နားမလဲတော့ပေါ့ပေါ့တဘောမပေါက်တာရှိနိုင်နေတော့ဆိုရှယ်မီဒီယာနေကြားနာဆင်ကျင်သုံးသွင်းပြီးတော့မေးကျင်တဲ့ဟာတွေရှိလာနိုင်တယ် အဲ့ဒါတွေကိုကျွန်တော်ညအတတ်နိုင်ဆုံးပေါ့လေအော်ကြားစားပေါ်ရက်တည်ပြီးတော့ဖြေကြားပေးနေစီစဉ်ဖြစ်ပါတယ်ကြော်ဒီကနေပြီးတော့အော်ကျွန်တော်ရဲ့ဝင်ငါချက်တွေအပြင်းတော်လကောင်းနောက်ပြီးတော့တခြားလူတွေဝင်ငါချက်အပြင်းတော်လကောင်းရှင်းရှင်းလင်းလင်းမသိသေးဘူးဆိုရင်ကျွန်တော်ထပ်ပြီးတော့မေးမြန်းစီချင်ပါတယ်ဘေးကနေပို့ကြပါအော်တကယ်လို့များအပန်းနဲ့ပို့ချင်တယ်ဆိုရင်ကျွန်တော်ချိန်ချက်ပြီးတော့ပါနော်အော်ကျွန်တော်ပြီးလို့ရတယ်သမမို့ရင်အပန်းဖိုင်နဲ့ မေးလို့ရတယ်ဟောချို့နေရာတွေမှာ time difference တွေအများကြီးဖြစ်နေတာ။ဘာအဲ့ဒါကြောင့်နေရာတကားနေကြည့်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကျွန်တော်ရှိကျွန်တော်တို့ရှင်သန်တို့ကြိုက်မှာတချို့အိတ်တဲ့ချင်းဖြစ်မယ်။အော်ကျွန်တော်အိတ်တဲ့ချင်းမှာတချို့ရှင်သန်တို့ကြိုက်တဲ့ချင်းဖြစ်မယ်။ကဘာရှိချင်တော့ချင်းဖြစ်နေအောင်။အဲ့တော့ပန်ဖိုင်လေးနဲ့မေးမြန်းလို့ရပါတယ်။ဒီနေ့မှာတော့ယုံကြည်သူကြောင့်မေးထားတဲ့မေးခွန်းပါ။အဲ့မေးခွန်းမေးခွန်းပါဆိုရင်ဆရာအဲ့ ခရစ်တော်ရဲ့တရားပလင် judgment seat of Christ အဲ့ဒါနဲ့တဲ့ဖြူသောပလင်ဒါသူကကြားစားတိုင်းပြောတာပလင်ဖြူစီရင်ချင်းဘာကွာလဲပေါ့လေချို့အတူတူပဲလို့ပြောနေကြတယ်ဆရာအဲ့ဒါပတ်သက်ပြီးတော့ဆရာကြားစွာရက်တည်ပြီးတော့ဖြေချပေးပါဦးဆိုတဲ့မိကုန်ပဲဖြစ်ပါတယ်မိရဲ့သူမှလည်းယေရှုတင်တော့ပြောပြချင်ပါတယ်ခုနမေးသွားတဲ့မိကုန်မှမတူဘူးလို့ပြောချင်ပါတယ် ခရစ်တော်ရဲ့စစ်ကြောတဲ့ပလင်ကတသက်နောက်ပြီးတော့ဖြူသောပလင်စီကြံတသက်နောက်ပြီးဖြစ်ဆက်ကျင်တာအဲ့နှစ်ခုကြားထဲမှာပေါ့လေနိုင်ငံမြောက်စီကျင် Judgment of Nations ဒါလည်းရှိပါသေးတယ်ဆိုတော့ဖြစ်ဆက်ပြင်းနဲ့ကျွန်တော်ဖြေချခြင်းပါတယ်လို့ရှိဥစွာကျွန်တော်ခြေပြမှန်ကြားစံများအတူတူကကြားနာစင်ကျွန်တော်တင်ဖို့တဲ့ဖိတ်ခေါ်ခြင်းပါတယ်ကောနီဒိုရာစာပထမစာသောကောနီဒိုရာစာဒုတိယစာသောအခန်းကြီး9အပိုက်ငယ်30ကိုပထမတစ်ပိုက်နဲ့ဖတ်ပေါ်မှာဖြစ်ပါတယ် အကြောင်းမူကားငါတို့ရှိသည်များတို့သည်ကိုခန္ဓာ၌ကျင့်သောအကျင့်ကောင်းမကောင်းရှိသည့်တိုင် အကျိုးအဖြစ်ကိုအတိအတိခံခြင်းကခရစ်တော်၏တရားပလင်ရှိ၌ပေါ်လာရကြမည်အကျိုးအဖြစ်ကိုအတိအတိခံစေခြင်းကငါတို့ရှိသည်များယုံကြည်သူတို့ပြောနေတာပါအကျိုးအဖြစ်လို့ပြောရင်တေးရှင်နဲ့မဆက်ဆိုင်ထာဝရငယ်ကြမှာကြာနေမှာပတ်သက်ဘူးအဲ့ဒါကိုပဲ လောမရစာခန်းကြီး14အပိုက်ငယ်30နဲ့ပိုက်ငယ်7နဲ့မှာလည်းပြောပါတယ်အမှာတော့လောတက်ပိုင်းပဲဖတ်သွားမှာဖြစ်ပါတယ်ငါတို့ရှိသပြသည်ခရစ်တော်ဤတရားပြင်တော်ရှိသူရောက်ရကြပြီ The judgment seat of Christ ကျမ်းစာပါဆက်ပြောလဲသူဖြစ်၍ငါတို့ရှိသပြသည်ဖယားသခင်ဤဖယားသခင်စစ်ကြောတော်မူခြင်းကိုခံရကြပြီဒါအရှင်ရှုဖျားရဲ့စစ်ကြောတဲ့ပြင် Greek ဘာလို့ beamer လို့ အတန်ထွက်ပါတယ်ကျွန်တော်အလုပ်တွေကိုစစ်ကြောတယ်ပေါ့လေအလုပ်တွေကိုစစ်ဆေးတယ်ပေါ့စစ်ကြောစီရင်တယ်ပေါ့နော်တပလင်းဖြူဖြူတော့ပလင်းကြတော့ဒီမှာတွေ့ရမှာဆိုရင်ဗျာဒီချန်ခိုင်း20အပိုက်ငယ်17မှာတွေ့ရပါတယ်ကျွန်တော်ကြာသာဖတ်ပြပါမယ်တဖန်တုံဖြူသောပလင်ကြီးကို၎င်းပလင်ပေါ်မှာထိုင်တော်မူသောသူကို၎င်းငါမည်။ကောင်းကင်နှင့်မြေကြီးသည်မျက်နှာတော်ရှိမှ ပြေးလွင်၍သူတို့နေเสียအယက်မရှိ။ကြောက်ကြည့် ခါကြတော့နှုတ်တော်များသက်ရှင်တော်မူသောဘုရားခင်စားရမယ်ဖြစ်တိုင်းရောက်တိုင်းမှာဘုရားခင်သည်အသက်သက်ပြန်လဲကောင်းချီးပေးပါစေတော့အာမင်ပြီးခဲ့တဲ့၁၇ရက်နေ့တွင်ကမိဘများတမရရားစီစဉ်မှာကျွန်တော်ပါဖြေချခဲ့လဲဆိုရင်ခြေဆောင်ခြင်းနဲ့ဒုတိယခြင်းကြွလာခြင်း၊ကွဲပြားခွာချက်ကိုကျွန်တော်စဉ်းစားခဲ့ပါတယ်အဲ့ဒါနားမထောင်သင်ပြန်နားထောင်ကြည့်ပါအောင်လို့ဒါ dispensation လို့ခေါ်တဲ့ခေတ်ကာလအကြောင်းနဲ့ပတ်သက်တဲ့အကြောင်းအဖြစ်တောင်းတစ်ခုပြောချင်တာကျွန်တော် နှစ်ချင်းခရီးရန်ဘက်တစ် dispensationalist ဖြစ်တယ်။တောက်တိဘောဖြစ်ပါတယ်။တခြားဂိုင်းကနာတွေဟာလာ Pentecostal တွေအော်ပြောတာဂိုင်းကနာကြောင့်ခွဲခြားပြောချင်လို့မဟုတ်ဘူးနော်။ Methodist, Presbyterian တွေသူတို့က covenant တဲ့သမားတွေပရိညင်သမားတွေပရိညင်ယုံကြည်သူတွေအဲ့တော့ကျွန်တော်တို့နိုင်ငံမှာ Baptist ကအင်အားကြီးဆုံးဖြစ်တာ mainline churches တွေပေါ့လေ ်အမေရိကန်ပြည်တော်စုသွားလဲဘာအကြီးဆုံးလဲဘက်တစ်ပဲအကြီးဆုံးပဲဒါချာချုံနေရတယ်မှာတော့ပန်တီကော့စတယ်ပန်တီကုတ်တီလေးခရစ်စမတ်တီရှင်ရှိလိမ့်မယ်ဒါမှကျွန်တော်တို့ရဲ့ကျွန်တော်တင်ချင်းခရိယန်တယောက်ဖြစ်တဲ့ကြောင့်အဲ့လိုပြောရတဲ့ဂိုင်းကနာဆွဲပြီးပြောတာမဟုတ်ဘူးနော်ကျွန်တော်တင်ချင်းခရိယန်တယောက်ဖြစ်တဲ့ကြောင့် dissemination ကိုခေကာလာပိုင်းခြားကြောင်းကောင်းကောင်းသဘောပေါက်နားလည်ပြီးတော့ကျွန်တော်ခဏပြောတဲ့ the whole counsel god လို့ခေါ်တဲ့ဘုရားခင်ရဲ့အလိုတော်အကုံစင်ပိုင်းခြားတိဖို့တွေ့အသိတော်မှာရှိတဲ့သူတွေ ကျွန်တော်ထိတွေ့ပြီးတော့တောလာနေတဲ့အခုဆို social media နေလမ်းပြောနေတာပေါ့လေဒါတွေကိုသိစီကျွန်တော်ပြောနေတာဖြစ်ပါတယ်ကျွန်ခုနကကျွန်တော်ကျမ်းစာဖတ်သွားတဲ့အချိန်ခရစ်တော်ရဲ့တရားပလင်ရှိကိုငါတို့ရှိသည်မျှရောက်ကြမယ်ယောဒီမှာတတိထားစီခြင်းနဲ့တခုကပါလဲဆိုရင်တမရုရှင်ဘုံလို့ဩဝါရစာလို့ပြောတဲ့အခါခုနကောရင်သဩဝါရစာဒုတိယစာဆောင်နော်ယောမဩဝါရစာပြောတဲ့အခါအဲ့မှာရှိတဲ့တန်ရှင်းသူတွေ ဒုတိယကြိမ်ဝေဖွားပြီးသူတွေအသိတော်ပြောနေတာဖြစ်ပါတယ်။အဲ့ခေတ်တုန်းကကြိပန်းနေဆက်ချင်းကြောင့်ယုံကြည်သူလို့ပြောရတယ်တကယ်တောင်းတပြီးယုံကြည်သူတွေဒီခေတ်လိုမဟုတ်ဒီခေတ်မှာတော့ခရိယန်လို့ပြောရင်နောက်ကဘာပါလားသိလားဘောနဂင်လားကယ်ရင်ရောက်ပြီလားမရောက်သေးဘူးလားဒါမေးရတာအဲ့ခေတ်ကတော့အသိတော်လို့ပြောတဲ့ခါမှာလဲ living church အသက်ရှင်တဲ့သင်တော်တွေပဲဒီချိန်မှာအသိတော်လို့ပြောရင်ဘာလို့ ਆ သေးလဲအသက်ရှင်တာလားသေနေတာလား အဲ့လိုပြောကြအောင်ဂိုင်းခဏကျတော့ခွဲခြားပြောချင်လို့ပုံတော့စဉ်းစားနေရတယ်လို့ပြောချင်တာပါ။ယောက်ခွဏကျတော့ပြောတိုင်းငါတို့ရှိသည်မရသည်လို့ပြောကြအောင်တန်ရှင်းသူတွေယုံကြည်သူကြောင့်တိုင်းစစ်မှန်တဲ့ပြောင်းလဲပြီးအရောက်တိုင်းဟာခရစ်တော်ရဲ့တရားပြင်ရှေ့မှာအလုံတီကိုစစ်ကြောဖို့အတွက်ငါတို့ရှိသည်မရရောက်ရကြမယ်။အဲ့ဒါပေးချင်လဲ။အသင်းတော်ခြေဆောင်ချင်းပြီးတဲ့နောက်မိုးတိမ်ပေါ်မှာဖြစ်မဲ့ရာဖြစ်ပါတယ်။ ဒါပြီးခဲ့စစ်တေကကျွန်တော်ပြောခဲ့ပြီပဲမိုးတိပေါ်သောခြေတော်ကြီးကိုခံတော်အဖြစ်တခေပြန်သူအစင်မြင်နေရလိမ့်မယ်နော်တတတော်တော်ကစားပရဆောသောခန်းကြီးလေးအပိုင်ငယ်ဟလာ73456ဆက်ရှိတီပေါ့လေအမှကျွန်တော်တွေ့ခဲ့ကြပါတယ်ဒါအိမ်မှာကျွန်တော်ခရီးအနေယုံကြည်သူတွေရဲ့အလုပ်ကိုဖျားခင်စစ်ကြောစီနေခါခုနကကျွန်တော်ပြောတဲ့အတိုင်းသိရှင်အတွက်မဟုတ်ဘူးငရေကြောက်ငင်ရောက်အဲ့အတွက်မဟုတ်ဘူး 把讲嘞，假如说有机都是骗人讲，假如要比现金我如果你来帮着唱，一的都在也看老家。如果你老话讲嘞话，新手就该比说有机生产，假如现金比多少比，相信他妈碰几把子，啊，别人不提嘞现金比多少比，快找爸妈带我比多少，找有机的讲，就是有机都是骗了哈。假如别人现金，有机他妈白淘他妈稀了，都骗信他妈碰几把子，八百稀多嘞，假如阿老哥说假嘞呀。 စုရမရဒါပဲပတ်သက်တယ်။သေရှင်မဟုတ်ဘူး။အဲကြောင့်ရောကျွန်တော်အသေးစိတ်ဖတ်ခြင်းကော်နီလိုရာဆာပရမဆောင်ခန်းကြီးတုံးပိုက်ငယ်30နေပိုက်ငယ်15လောက်မှာဖတ်ကြည့်ပါ။ဘာတွေ့ရမလဲ။မီးမလောင်နိုင်တဲ့ရွှေငွေချောက်ကောင်းအလုတ်တွေတွေ့ရတယ်။နောက်ပြီးတော့မီးလောင်နိုင်တဲ့တစ်သားမြက်ပင်ကောက်ယူဒါတွေတွေ့ရတယ်။အကျဉ်သူသည်အလုတ်ကတီးပြဲတယ်ထို့သူသည်အကျိုးကိုခံရလိမ့်မယ်ဆုလိုက်ရမယ်ပေါ့။ အကျဉ်သွေးအလုတ်ဒီကျွမ်းလောင်ကြီးဘလို့လဲတက်သားမျက်ပေကောက်ယူကျွမ်းလောင်သွားတယ်ကိုရောဒါကျွန်တော်လုတ်ပါခိုင်ခဏပေါ်မူတီတဲ့ဟာတွေပေါ့လေနော်ငွေရှာနေတဲ့ဟာတွေပေါ့လေဘောနေကင်းတော့ဖြစ်တော့ဖြစ်ပါတယ်တရားဟောရခါမှာငွေလိုချင်လို့ဟလာဟောနေတဲ့ဟာတွေဒါအားလုံးမီးလောင်သွားလိမ့်မယ်အကျဉ်သွေးအလုတ်ဒီကျွမ်းလောင်ကြီးထိုးသူသည်အရှုံးခံရမယ်တပည့်သူသည်မီးနဲ့လို့တက်ကြလို့ကဲတင်တော်မူခြင်းတော့ရောက်မယ်ဖြတ်ရှင်တော်မှာပုံကြည့်ပါလိမ့် ဒါကြောင့်သေရှင်မဟုတ်ဘူးလို့ပြောတာဖြစ်ပါတယ်။ကျွန်တော်အချိန်မှာကျွန်တော်ခုနပြောတဲ့မီးမလောင်နိုင်တဲ့ရွှေငွေချောက်ကောင်းခရီးအတတော်ဝင်းတဘောနဲ့သွားနေတာဖျောက်ခင်းကိုချစ်ပြီးတော့အမှုတော်ဆောင်နေတာဖျောက်ကိုချစ်လဲဟလာရှိသမျှအရာတွေစွန့်ပြီးတော့တပည့်တော်တတ်တာနဲ့သွားလာခြင်းလည်းတဲ့ယုံကြည်သူတွေလူတို့ရဲ့တတ်တာမှာမဖြစ်မလဲရွှေငွေချောက်ကောင်းဖြစ်မယ်သူတို့အလုပ်တွေကအမှုဘုန်းနဲ့စန့်ခြင်းပဲဇာတိပတိနဲ့အမှုတော်ဆောင်နေတယ် ဇာတိပတိအဖြစ်သွားနေတယ်ကျွန်တော်တို့တရားဟောဆင်မြင်းနေကိုဟာနိုင်ကပ်တိလို့လုံနေတယ်ဟာဒါတဲ့ကျွန်တော်ပြောချင်တာဒါတရားရွှေငွေကြောက်ကောင်းတော့ဖြစ်မှာမဟုတ်ဘူးအဲ့လိုပြောကျွန်တော်သူများကိုစီရင်တာမဟုတ်ဘူးเนาะကျွန်တော်ပြောပြတာကျွန်တော်စီရင်ဖို့အတွက်ဘသူ့အမှမစီရင်ခြင်းဒါပေမဲ့ယုံကြည်သူတွေကိုတစ်ခါလေတဲ့တဲ့ပြောမှာတိလို့ဗျာကျွန်တော်ကတောင်းတဲ့ဒေသပြောက်ပူပါတယ်ကျွန်တော်ကဘာပြောလဲဆိုရင်ကျွန်တော်ကကျွန်တော်လူမျိုးရဲ့ ျွန်တော်ဗမာလူမျိုးဖြစ်တော့ပြောကြလူမျိုးကြီးရှင်းလန်းတင်တာပေါ့နော်ကျွန်တော်လူတယောက်ကိုစကားပြောရကား꽌ဝိုင်းပြီးတော့ပြောလို့ရှိတယ်အဲ့မှာကျွန်တော်ဖိတ်တဲ့ခေါင်းဆောင်တွေကတည်တယ်ကျွန်တော်စကားကြွယ်ဝစွာနဲ့စကားဗမာစကားကြွယ်ကြွယ်ဝဝနဲ့ပေါ့လေဝိဝိုင်းပြီးတော့ပြောနေတာတည်တယ်အဲ့တော့သူကတနေ့ကျွန်တော်နေ့လေတင်နာနားပြီးတော့လက်ဖိတ်တောက်လို့ချိန်မှာကျွန်တော်ပြဆရာကြီးဆရာပြောချင်တာကိုတဲ့တယ်ပြောပါပြောတယ် ဟုတ်တယ်ကျွန်တော်တည့်တယ်တော့ပြောချင်တယ်ဆရာကြီးခရစ်တော်မမယောငဲကြမယ်ပြောပလိုက်ဟာအဲ့လိုပြောဖို့တည်းကျွန်တော်ရဲ့ဟာလာအသွေးသားရကျွန်တော်ကတိတ်မပြောချင်ဘူးတိတော့တိတယ်ဒါပေမဲ့ကျွန်တော်တော်ရဝိုက်ပြီးတော့ပြောနေတာခရစ်တော်မမယောရင်တော့အဲ့စဖြစ်ပေါ့နော်အဲ့တော့ပဲပုတ်ဘူးဆရာကျွန်တော်ကျွန်တော်ရဲ့လူမျိုးတွေကျွန်တော်ရဲ့တောင်ပေါ်သားတွေကအဲ့လိုတည့်တည့်ပြောတာတော့ရိပ်မိုံမရှိတယ်သူတို့ပြောစကားကျွန်တော်တော်တော်ပေါ်ကြတယ်တည့်တည့်ပြောတော့ရိပ်မိတာမရှိတယ်ကျောက်ခွန်းလည်းကျွန်တော်ပြောချင်တယ်အဲ့ဒါပဲ ခရီးကျွန်တော်ရဲ့တရားဟောစီမြင့်နေရာဘာဖြစ်လဲဟာရရှင်ရွေးတိုက်ကျူးတဲ့နေရာဖြစ်နေတယ်ဒါဒီအမူဒီပြောပြီးသားနော်ဘာပြောလဲဒီအမူလဲတနေ့ကျရင်တဲ့ဒီပုပစ်တွေမှာတဲ့ဟာရရှင်စစ်တိုက်ကျူးလူတွေပေါ်လာမယ်သူကချွတ်တယ်ပရိုဖက်ပြုလိုက်တဲ့အတိုင်းပဲတကယ်ပေါ်လာပြီလေဟာရရတယ်ဟာတာ ပြောရတယ်ဟေးအစပြင်အဲ့ဒါနဲ့ပဲဒါနဲ့ပဲပေါ်ရနေတာသူတင်ရယ်ဘာလို့နေကြလဲလောကမှာရှိတဲ့ celebrity ခေါ်ပြီးတော့ပြောင်းလဲလားမပြောင်းလဲလားမသိဘူးရှင်မြင့်ပေါ်တင်နေတာလူလူငယ်ပိတ်သက်ကိုဆွဲဆောင်တခြားနည်းနဲ့ဆွဲဆောင်ပါပမာတရားနဲ့ဆွဲဆောင်ပါနှစ်ကွက်တော်ရက်တီပြဆွဲဆောင်ခြင်းဟာဒါရွှေငွေချောက်ကောင်းဖြစ်မယ်ကျွန်တော်အာမခံချက်ပြီးရဲတယ်မဟုတ်ဘဲနဲ့အခြားသောနီလန်းနေနေဆိုရင်တော့မဟုတ်တော့ဘူး ဖရာသီးလေးကလည်းမဖုတ်တော့ဘူးကျွန်တော်ကြောက်ပွဲရွှေမုံလေးချဲလာတာတဲ့တမန်တော်တခါမှမယူခဲ့ပါဘူးဘဏ်ကောက်မှငွေတွိုးလာတာတခါမှမရှိခဲ့ဘူးပေါ့ဖုန်းပေတွေတွိုးလာတာဘဏ်ကောက်မှငွေတွိုးတယ်ဆိုရင်ဘယ်ရောက်ငွေတွိုးတာလဲဟုတ်လားတကယ်ကောတည်ဝင်ဖြစ်မလားဒါစဉ်းစားတဲ့ဒါပေမဲ့ယုံကြည်သူကအဲ့ဒါတော့ပဲလိုက်တာကျွဲဝချမ်းသာခြင်းတော့ပဲခွတ်တော်တော့မလိုက်ကြတော့ဘူးဒါတွေကဘာဖြစ်မဲ့ဟာတွေလဲခုနပြောတဲ့ ်တစ်သားမျက်ပင်ကောက်ယူတောက်ပိုင်းချသိဖို့လိုတယ်အခုကပြောရင်ဘီမော်လို့ခေါ်ရခရစ်တော်ရဲ့တရားပလင်ရှိမှာကျွန်တော်တို့ရဲ့အလုပ်တွေကိုစစ်ကြောခံရမှာအလားနဲ့တူဘီရင်ကလာခုနှစ်နှစ်ပြီးဒုတိယကြိမ်ကြွလာချိန်မှာတန်တန်တောင်းရှင်ရှိကြွလာပါဦးတန်တန်တောင်းနှစ်ချက်ကွဲသွားတယ်စက်တေနေရကျွန်တော်ပြောခဲ့ပြီ ယောရှိဘလူမီယန်ဒီပေါ်နိုင်ငံတွေစီလိမ့်မယ်မသက်25ပေါ့လေတိုးနိုင်ငံနဲ့စိတ်နိုင်ငံကျော်မိုင်ဘလက်ဆော့မော်နီမှာလည်းဟိုတော်တော်ပြောခဲ့ပြီးပါပြီနော်တိုးနိုင်ငံတွေကအရှင်ရှိရဲ့ညီတွေမှာအငယ်ဆုံးသောသူတို့လှုပ်ချွေးတဲ့သူဂျူးလူမျိုးတွေပေးတဲ့ကာလမှာဒုက္ခဆင်းရောက်တော့ကျူးမှုတဲ့သူတို့ဆုလိုတာမပြုစုတဲ့သူတွေကပါလေစိတ်ပြီးပေါ့အဲ့ဒါနိုင်ငံတွေ the judgment of nation အဲ့ဒါပါဆိုရင်နော် တိုးနဲ့စိတ်ခွဲတာအတိကျဖတ်ချက်မသိ25အပိုက်ငယ်31ကနေပိုက်ငယ်46ကြားမှာရှိပါတယ်အဲ့ဒါပါဆိုရင်နှစ်တထောင်မတိုင်မီလေးတင်ဖြစ်ပေရကျွန်တော်ပိုက်ခြားသိဖို့ကခြေဆောင်ချင်းပြီးတာနဲ့ခွတ်တော်ရဲ့ဘီဘောလို့ခေါ်တဲ့စစ်ကြောရပလင်ရှိအောင်မယ်အလုတ်တွေကိုစစ်ကြောမယ်ပြီးရနေရှင်ရှုဖျားဒုတက်ကြီးကြွလာမယ်အဲ့ဒီအချိန်မှာမလုပ်မလဲနိုင်ငံတော်ဆိုတဲ့နှစ်ဆောင်ကာလမတိုင်ကလေးမှာနိုင်ငံကြီးစစ်ကြောစီမယ် 要得说话漂亮，没弄土拉丝拉顺，得说话土了呗，马瓦的了。他不一定该老我也没特别偏的马瓦，没啊土拉丝拉是叫说表偏，叫说话担心走路偏嘛。谁让担心走路偏嘛？不讲了，叫说那么不得着，叫说骑上骑嘛，看眼皮的担心走的皮咋比？偏起来嘛，甭鸡巴的。给不能偏眼进去啊，不能偏眼进了，白鸡嘛，包了嘛嘞？你得烫手嘛，包了嘛？你烫手嘛？我别的家看人那谁把人家说的嘛，偏早不灵。 အဲကျွန်တော်လိုလဲကုနဲ့ပလင်ဖြူလို့ပဲပြောတာအကြအစကတော့ white throne judgment ပေါ့နော်အဲ့ဒါနှစ်ထောင်ပြီးမှဗရိချန်ခိုင်း20အပိုက်ငယ်ခုနှစ်ကနေ15မှာဖတ်ကြည့်လဲကြာအသေးစိတ်ဖတ်ချင်ပေါ့ခုနဖတ်သွားတော့ဖြူသောပလင်ဆိုတော့အပိုက်ငယ်17မှာကျွန်တော်ဖတ်ခဲ့တာ哦အဲ့မှာနှစ်ထောင်ပြီးမှဘာလုပ်မလဲနော်ဟိုးကဘာဦးကနေပြီးတော့အရှင်ယေရှုဖျားကိုမိမိကယ်တင်ပိုင်းရှိဖြစ်နေမတိကျွမ်းခဲ့တဲ့သူတွေအားလုံး တို့ခန္ဓာကိုယ်တွေထမြောက်ပြီးတော့ဒါမဲ့စီရင်ခံဖို့တည်းထမြောက်တာနော်ထမြောက်ပြီးတော့ထာဝရအငြေကိုသွားရမှာဖြစ်ပါတယ်ဟိဗျောရစာခန်းကြီးကိုပိုက်ငယ်နဲ့ဆက်ခွန်ရလူသည်တခါတည်းတည်၍ထို့နောက်မှစီရင်တော်မူခြင်းကိုခံတကယ်တို့လို့ပြောတဲ့အတိုင်းတခါတည်းပဲတည်မှာပါအဖန်ဖန်တလဲတည်စရာမဟုတ်ဘူးကျွန်တော်တို့ကတခါတည်းပဲတည်မှာဒါမယုံကြည်သေးတဲ့သူမယုံကြည်သေးတဲ့ကျွန်တော်ပြောနေရနော်အော်သူတို့တွေကဘာဖြစ်လို့ဆိုရင် သေးရှင်နဲ့ပတ်သက်ပြီးစီရင်ခံရမှာအဲ့ချိန်မှာတော့ဘာတွေ့ရမလဲ no defense ကာကွယ်ပြောချောက်လို့မရတော့ no appeal တောင်းပန်လျှောက်လက်ချက်ပြီးလို့မရတော့အတနာခံစားတင်လို့မရတော့ကြက်မြေကြီးပေါ်မှာတက်ရှင်စင်ကာလာမှာပြီးခွတ်တော်ဖျားမိမိခဲ့တယ်မှရှင်တီချောင်းဖို့အတွက်လိုအပ်တယ်အတက်ရှင်စင်ကာလာမှာပြီးခွတ်တော်ဖျားမိမိခဲ့တယ်မှရှင်ဖြစ်နေတီချောင်းဖို့လိုအပ်တယ်မဟုတ်ရင်တော့ဖြူသောပလင်ကြီးရှေ့မှာ no defense အကာအကွယ်ကာကွယ်ပြီးပြောချမဲ့သူမရှိဘူးဒီနေ့ကျွန်တော်တို့တော့ကျွန်တော်ရဲ့ defense ကျွန်တော်ရဲ့ advocate ကျွန်တော်ရဲ့ greek bar paracletos ပေါ့လေတရနှစ်နဲ့အမှုဆောင်တခင်လို့ပြန်ထားတော့အဲ့ဒါတော့ကျွန်တော်တို့ဒုစိတ်လုံနေချင်းယုံကြည်သူဖြစ်နေရသားနဲ့ဒုစိတ်ထဲမှာနင်မောသွားတဲ့ချိန်မှာအရှင်ရှုဖျားကျွန်တော်တွေ့ခမီးတော်ဖျားသခင်ရဲ့လက်ရဘက်ကနေကျွန်တော်တွေ့ဆူတောင်းပြီးနေသူယောမ၈34မှာလည်းတွေ့ရတယ်။ငါတို့ကဆူတောင်းနေတော့သူကသခင်ယေရှုလို့ပြောတာအောင် ဒါပေခုနပလင်ဖြူစင်ရင်မှာတော့ no advocate ရှင်းနေလည်းမရှိဘူး။ဆောင်ရွက်ချက်ပေးရမှုဆောင်တခင်လည်းမရှိတော့ဘူး။ဘာလမှုဆောင်ခင်သူတို့အရှင်ရှုကယုံမမယုံခဲ့ကြတော့အသက်ရှင်နေကြလားမှာလက်မှာမှာခံခဲ့တော့တော့ no defense no appeal အတနာခံစားလိုက်တယ်။သူအဲ့ချိန်မှာကိုရောရဲ့ကျွန်တော်မြေကြီးပေါ်မှာအလုတ်များလွမ်းကြီးလို့ကြားတော့ကြားနေတာပဲ။သူကပြောရင်ပြောမယ်။ social media မှာတော့ကြားတော့ကြားနေတာပဲ။ ပါလဲဆရာလာမြို့ဘာလို့အဲကျွန်တော်ကြောကျင်တာပေါ့လေသူတွေကရင်တင်လာပြီးတော့ကျွန်တော်ချားနေတာပဲကရင်ကျနေပတ်သက်ကျွန်တော်တင်တော့ဘုရားခင်ကတကယ်ကြီးပါတယ်ကောင်းကြီးပင်လာပေးထားတာကရင်တင်ကန်းစားနေပတ်သက်လို့ပြောတာပါဒါလဲခရစ်တော်နိုင်ဝင်ကြွားဂုံယူတဲ့အရာပဲဖြစ်ပါတယ်သူတွေကရင်ကြပြောတော့တိတော့ဒါပေမဲ့ကျွန်တော်မအားလို့ချက်မမအားလို့မသွားတက်လိုက်တာဒါရှောင်လွှဲချက်ပြီးစရာအသနာခံစားတင်လို့မရတော့အဲ့တော့ပိုင်မချစ်စားတိကြအောင်ဒီနေ့ မေးတယ်မေးကွန်းပါခွစ်တော်စစ်ကြောတဲ့ပဏာသေးရှင်တဲ့မဟုတ်ဘူးခြေဆောင်ကြည့်ပြီးနောက်မုတ်တိပေါ်မှာဖြစ်မယ်ကျွန်တော်ခရိယန်တွေရဲ့စစ်မှန်တဲ့ယုံကြည်သူအလုတ်ကိုစစ်ကြောမှာဖြစ်တယ်စုရမရဒါနဲ့ပဲပတ်သက်တယ်ပြီးရင်ရှင်ရှုဖျားအဘေးရင်ကာလအစုံ9နှစ်ပြီးတဲ့နောက်ခြေဆောင်ကြည့်ရတယ်ကြည့်ရင်9နှစ်ပြီးနောက်မြေကြီးပေါ်တန်လွင်တောင်ကြွလာမယ်ဒုတိယအကြိမ်ကြွလာကြအဲ့ဒီမှာယောရှုဘလွင်ပြည်မှာနိုင်ငံတွေစီမဲ့သိုးနိုင်ငံစိတ်နိုင်ငံဒီမှာကျွန်တော်ဘာမှမပတ်သက်တော့ဘူး အသင်းတော်ရုပ်ကြည်တယ်မပတ်သက်တော့ပြီးမှနှစ်တစ်ထောင်အစုံးမှာစာတမဏေနဆုဉ္ဇေသာရငဲချခြင်းနဲ့တူဟိုးကပောက်ကနေပြီးတော့အဲ့အချိန်ထိရှိတာတဲ့မယုံကြည်သူတွေကိုပြန်လဲပြီးတော့ထမြောက်စေပြီးတက္ကလာစာဆောင်တွေဖွင့်ထားပြီးတော့အရှင်ကတရားစီရင်မယ်ဘာဘာအတွက်လဲငရေကြစီဖြောက်မှာစီနေအရှင်ဖြစ်ကြောင်းသိပြီးတော့စာအုပ်တွေဖွင့်ထားရတာပါ ဒါတွေကိုကျွန်တော်ပိုင်းခြားသိဖို့လိုတယ်။ဒါကြောင့်ဒီကနေ့ show ကပလင်ပြူစင်ကျဲမှာသင်ပံပါလေ။အဲ့ဒါကျွန်တော်ယုံကြည်သူမေးပိုင်ခွင့်မရှိဘူး။ဘာလို့ကျွန်တော်ပလင်ပြူစင်ကျဲရှိမှရမယ်သူတွေပါမဟုတ်တာ။ဖျက်ရှင်တော်ဘုံကြီးပါစေ။ပလင်ပြူစင်ကျဲမယုံကြည်တဲ့သူတွေအတွက်ဖြစ်ပါတယ်။ဒါတွေပိုင်းခြားသိပြီးတော့ပေါ်လာခြင်းလည်းအောင်လို့ကျွန်တော်တိုက်တွန်းလို့ဆိုလိုပါတယ်။ကြောက်ရဲနှုတ်ကတော်ရဲဝေကားချက်ပြီးကြောင်းတဲ့မှာဖျက်ခင်အတိတ်တပံပြန်လည်းကောင်းချီးပေးပါစေတော့။အာမင်။ ကျွန်တော်ဖြီတော့ဖြီနေတာပဲဒါပေမဲ့မရှင်းဘူးဆိုရင်ထပ်ပြီးတော့မေးလို့ရပါသေးတယ်လို့ဖော်ပြချင်ပါတယ်။ဒါဒီဝင်းကားရှိကအရေးကြီးတဲ့အရေးကြီးတကအရေးကြီးဆုံးလို့တော့ပြောချင်တယ်။ဖြစ်တဲ့အတွက်ကြောင့် public ban share လုပ်ချင်ပြီးအခုတော့မြန်မာဆက်လက်ပေါင်းဝေးပအောင်လို့တောင်းဆိုလိုပါတယ်။လှုပ်ဆောင်သွားမဲ့သူရောက်တယ်မောဖျားခင်ဒီကြီးပါတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလို့မိလမ်းပြတော်မူပါစေတော့။အာမင်။